ကျွန်မမိတ်ဆွေများလုံးမင်္ဂလာပါရှင်။တနင်္ဂနွေသားသမီးများအတွက်တပတ်စာကံကြမ္မာများကိုအခုကနေစပြီးတော့ဟောပြောပေးမှာဖြစ်ပါတယ်။တနင်္ဂနွေသားသမီးများအားကျွန်မရဲ့ဗီဒီယိုလိုက်ကလေးကိုစာဆုံးလေးကြည့်ပေးပါ။အဲ့တော့တနင်္ဂနွေသားသမီးများအားဒီဘက်မှာ ကျွန်မကိုလာမေးထားတာပေါ့နော်။မိမိတို့ရဲ့ချစ်သူကိုလက်လွတ်လက်ရမလားတဲ့ဆက်ပြီးတော့ပဲ မျောနေရမလားစောက်မျောနေရမလားပေါ့နော်ဆက်ရှိရှိမှာဆက်သွားရရမလားပေါ့နော်သူတို့မှာသူတို့ရဲ့စိတ်တွေကလှုပ်ရှားတင်နေပြီပေါ့နော်သိခံလာတဲ့စိတ်တွေကုန်နေပြီပေါ့နော်အဲ့ဒီအပေါ်မှာအဲ့တော့ဆက်တွေတွေပြတ်တောက်နေတာမျိုးကြီး ီတပတ်မှာတင်းငလီတာနီးများဆက်တွေပြန်လာဖို့ရှိပါတယ်။အချစ်ရေးကံကတော့စပြီးတော့နည်းနည်းလေးကောင်းလာပြီလို့ပြောလို့ရပါတယ်เนาะဒီတပတ်မှာတင်းငလီတာနီးများအချစ်ရေးနဲ့ပတ်သက်ပြီးတော့မှကံကောင်းတဲ့ပုံမှာတည်ရှိနေပါတယ်။ဒါပေမဲ့နှစ်ယောက်သားပြဿနာလေးတွေအနည်းငယ်ရှိပါတယ်။လူမှုရေးပြဿနာလေးတွေရှုပ်ထွေးနေရတတ်ပါတယ်เนาะ။အဲ့တော့ဂျားလူမာလည်းအနောက်ရှက်တွေဝင်လာတတ်ပါတယ်ဂျားလူကြောက်ပြက်တနာလေးတွေပေါ်ပေါက်လာတတ်ပါတယ် ပညာရေးနဲ့ပတ်သက်ပြီးတော့အောင်မြင်မှုရရှိပါတယ်ဖြစ်ဆိုရမယ့်ဆောင်မွေးတွေရှိတယ်ဆိုရင်တော့ဒီတစ်ပတ်မှာအ내ရောင်ဝတ္တာမျိုးတွေရှောင်သွားမှာဖြစ်ပါတယ်မြောင်းနိုင်အတိုင်းကြီးကြီးထုံးပြီးတော့တာစူတောင်းမှာပညာရေးတွေအောင်မြင်သွားပါလိမ့်မယ်အဲ့တော့ခွဲခွာနေရတဲ့မိတ်ဆွေကောင်းတွေရှိတယ်တငယ်ချင်းကောင်းတွေပြန်ပြီးတော့ဆက်တွေ့ပြန်ရမယ်ပြန်ပြီးတော့စကားတွေပါရင်ပြောဆိုရတတ်ပါတယ်မိမိတို့ရဲ့အလုပ်တွေ နော်စတင်အကောင့်ထဲဖွားမဲ့ကာလတစ်ခုဖြစ်ပါတယ်ရောင်းဝယ်လေးအကောင့်နေရတတ်ပါတယ်ကားလိုရင်လိုအိမ်လိုခြံလိုဒီလိုလုပ်ငန်းမျိုးတွေလုပ်ကင်နေရတဲ့တနင်္ဂနွေသားသမီးများဆိုရင်အကျိုးမြတ်များများရရှိမှာပဲဒီအကျိုးမြတ်ပေါ်မှာမိမိတို့တွေပျော်ရွှင်မှုတွေရရှိမှာ ဖြစ်ပါတယ်အဲ့တော့လက်တလုံးအနေနဲ့ကြတော့အိမ်တွင်းရင်းမှာကြတော့ပြဿနာအနည်းငယ်လေးတွေပေါ်ပေါက်နေရတတ်ပါတယ်။အိမ်အောင်ပဲရဲ့ချက်တော့ဂိယူဆက်ရမယ် နောက်အိမ်တော်ဘက်ကြောင့်စိတ်ညစ်ရမယ်စိတ်တော့ကရောက်မယ်လက်ရှိလုံနေတဲ့အလုတ်ကနေပြီးတော့ထွက်ရတာမျိုးတွေနော်အလုတ်မပျော်တာမျိုးတွေပေါ့ကိုတပိုင်းတစနော်တို့တို့တန်းတန်းဖြစ်သွားတာမျိုးတွေဖြစ်ပေါ်လာတတ်ပါတယ်အလုံးနဲ့ပတ်သက်ပြီးတော့ကတော့ဒီကာလလေးမှာအလုတ်ပြောင်းလာနေနေရပြောင်းလာနေမလုတ်ပါသေးနဲ့ဩခဏလေးတော့စောင့်ပေးရမယ်နော်လက်ရှိကာလလေးမှာဂျားဂျားလူပေါ့နော် ကိုကကြားထဲမှာဝင်ပြီးတော့မှကိုသူများကိုဝင်ရောက်ဖြည့်ရှင်းပေးတာကူညီပေးတာမျိုးတွေမလုပ်ရအောင်ကိုကိုတန်းလည်းဒီကာလလေးမှာကံမြင့်အောင်လုပ်နေရမယ်ဒိဋ္ဌံဝင်လာတွေဒိဋ္ဌံပတိစိတ်တာတွေလုပ်ပေးရမယ်လုပ်ငန်းအသစ်တစ်ခုကိုစတင်အကောင့်ထဲပေါ်ပေါက်လာတတ်ပါတယ်ငွေကြေးရတော့ဆုံးရှုံးမှုရှိပါတယ်အဲ့တော့ကိုပေးထားတဲ့ငွေကြေးကံလေးကဒီတစ်ပတ်မှာဆုံးရှုံး မှုကြီးအများကြီးဖြစ်ပေါ်လာတတ်ပါတယ်ဒါကြောင့်ဒီတစ်ပတ်မှာတနင်္ဂနွေသားသမီးများကိုစားငှက်စားကျွေးပေးရမယ်ငားစားကျွေးလေးရတယ်စားကလေးလှုပ်ပေးလေးရပါတယ်เนาะအဲ့တော့တနင်္ဂနွေသားသမီးဒီတစ်ပတ်မှာရေနေရတော့ကိုစား